USDC ဒါမှမဟုတ် DAI တွေလို stable quality နဲ့ပတ်စံလဲချိမယ်အတူလဲရချင်တယ်ဆိုရင် Binance ကနေ Hoda Edro အနေနဲ့မိတ်ဆက်လိုက်တဲ့ Spark အကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးချင်ပါတယ် Spark ဆိုတာက MarkaDio ရဲ့ ecosystem တွေကနေဖန်တီးထားတဲ့ငွေချေငါတဲ့ platform တစ်ခု ဖြစ်ပါတယ် MarkaDio ဆိုတာကနာမည်ကြီးပြီးသားဖြစ်တဲ့ DAI stable coin ကိုဖန်တီးထားတဲ့ protocol တစ်ခုပါ Spark ကတော့သူတို့ရဲ့ငွေချေငါတာတွေနဲ့ငွေပြည်တာတွေကိုလှုပ်ပေးတဲ့ platform တစ်ခုပါ USDC USDS DAI နဲ့ ETH လို့ပိုင်ဆိုင်မှု တွေကိုအသုံးပြုပြီးတော့ငွေချင်းကားတာတွေငွေစုတာတွေ G Family ရယူတာတွေကိုအကောင်ဆုံးဖြစ်အောင်လှုပ်ပေးတယ်လို့ဆိုထားပါတယ် Spark ရဲ့နောက်ွယ်မှာဘယ်သူတွေရှိလဲဆိုရင် Spark ကို Marketeo ရဲ့ ecosystem အတွင်းမှာရှိတဲ့ Finelabs ကနေပြီးတော့ဖန်တီးထားတာဖြစ်ပြီးတော့ SPA ကသူတို့ရဲ့ native token ဖြစ်ပါတယ်အဲ့ဒီ token ကို ecosystem အတွင်းမှာ staking governance နဲ့ family တွေလုပ်တဲ့နေရာတွေမှာပြန်လည်အသုံးပြုလို့ရပါတယ် Spark မှာအဓိက feature ၃ခုရှိပါတယ်ပထမတစ်ခုက Spark Lab ဖြစ်ပြီးတော့သူကငွေချင်းကားပြီးအတူယူတဲ့နေရာပါ ကျွန်တော်တို့က UADC ဒါမှမဟုတ် UADS လို့ stable coin တွေကိုထည့်ပြီးတော့အတူယူလို့ရတယ်လို့ ETH ဒါမှမဟုတ် WETH လို့ပိုင်ဆိုင်မှုတွေကိုအပေါင်းထားပြီးလဲ DEI ဒါမှမဟုတ် UADS လို့ stable coin တွေကိုချေယူလို့ရပါတယ်လို့ပြောထားပါတယ်ဒုတိယတစ်ခုက Spark CV ပါ user တွေက stable coin တွေကို deposit လုပ်ပြီးရင် GIF family တွေကိုယူလို့ရပါတယ်ပြီးတော့ UADC DEI ဒါမှမဟုတ် UADS တွေနဲ့အချိန်မရွေး slippage မရှိဘဲနဲ့ withdraw ပြန်လုပ်လို့ရပါတယ်ဆိုပြီးတော့လဲပြောထားပါတယ်နောက်ဆုံးတစ်ခု က Spark Liquidity Layer ပါ။သူက DeFi Platform တွေနဲ့ Reward Asset Ratio ကို Liquidity တွေခွဲဝေပေးပြီးတော့တည်ငြိမ်တဲ့ Refund တွေပြန်ပေးတဲ့နေရာဖြစ်ပါတယ်။ Binance အသုံးပြုတဲ့သူတွေဆိုရင် SPK ကို Hora Airdrop ကနေ Jupo အခွင့်အလမ်းရှိပါတယ်။ Hora Airdrop တွေက Airdrop လာမယ်ဆိုတာကိုကြိုပြီးကြေညာလေးတော့မရှိဘူး။ဒါကြောင့် Binance မှာ BAB ကို Flexible ဓမ္မမဟော Lock အနေနဲ့2025ဂျွန်လ10ရက်နေ့ကနေ13ရက်နေ့အတွင်းထည့်ထားတဲ့သူတွေက Airdrop ရခဲ့ကြပါတယ်။ညီကိုတို့ရော Airdrop ရခဲ့ရင်ဘယ်လောက်ရခဲ့တာလဲဆိုတာ အောက်က comment မှာရေးခက်ပေးပါဦး Spark ရဲ့ native token က SPK ဖြစ်ပြီးတော့ total supply က10 billion ရှိပါတယ် Hoda airdrop အတွက်က100 million ကို airdrop အဖြစ်ဖြန့်ဝေခဲ့ပါတယ်လက်ရှိ circulating supply က1.7 billion ရှိပါတယ်ဆိုတော့အကြီးချုပ်ပြောရမယ်ဆိုရင် Spark ကငွေချင်းငားလို့ရတဲ့ DeFi lending platform တစ်ခုဖြစ်တယ်လို့ YeFami platform တစ်ခုလည်းဖြစ်ပါတယ်ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေ့လာပြီးတော့မှလုပ် ို့အကြံပြုပါတယ်အခုလောဟိုဒါအေဒရော့ကနေအေဒရော့ရချင်တယ်ဆိုရင် Binance account ရှိဖို့လိုပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို Discord ရှိမှာထည့်ထားပေးပါတယ်ညီကိုတို့အတွက်ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ